အားလုံးမင်္ဂလာပါရှင်စနနာပိုင်းတလားစာတွေစနေသားသမီးများကတလားစာကညမများကိုဘုရားနေစာပြီးတော့မျှဝေအကြံပြုဟောပြောပေးမှာဖြစ်ပါတယ်နော်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုစနေသားသမီးများကြည့်ရှုနေရဆိုရင်စာဆုံးလေးကြည့်ခဲ့ပါစနေသားသမီးများဒီစနလပိုင်းမှာ2025စနလပိုင်းမှာဆိုလို့ရှိရင်တူတူအတွက်တန်အရန်ကောင်းတဲ့လတလဖြစ်ပါတယ်မိမိတို့ရဲ့အဲ့ဒီကံပေါ်မှာဟန်ချက်ညီညီနဲ့ မိမိတို့ရဲ့အလို့အကန့်စီးပွားရေးတွေဒါလှုပ်ဆောင်မယ်ဆိုရင်တော့အောင်မြင်မှုတွေအများအပြားရရှိနိုင်ပါတယ်။စနေသားသမီးများဒီ12လပိုင်းမှာဆိုရင်အိုးအိမ်နေရာထိုင်ခြင်းနဲ့အဆောက်အအုံနဲ့ပတ်သက်တာတွေအကျိုးများစွာရရှိမှာဖြစ်ပါတယ်။ဒါကြောင့်စနေသားသမီးများအိုးအိမ်နေရာထိုင်ခြင်းအိမ်ပြင်နာမျိုးတွေဟာဒီ12လပိုင်းမှာဆိုရင်လှုပ်ဆောင်ပေးပါ။ မိမိတို့အနေနဲ့ယောဂဝေဒနာတွေကြာရှည်စွာခံစားလာတဲ့ယောဂဝေဒနာတွေဟာဒီ၁၂လပိုင်းမှာဆိုလို့ရှိရင်တော့ကြောက်ကင်းတတသွားပါလိမ့်မယ်။ဒါကြောင့်စနေသားသမီးများဟာဒီ၁၂လပိုင်းမှာအချီရောအိမ်အောင်ရောတန်အပြောင်းလဲကြီးပြောင်းလဲသွားမှာဖြစ်ပါတယ်။မမျိုးလေးမင်းနဲ့မိမိရဲ့အချီအေးမှာဒီ၁၂လပိုင်းမှာပျော်ရွှင်နေရတဲ့စိတ်ချမ်းသာနေရတဲ့ရန်ထစ်တာလည်းမရှိဘူးစကားများတာလည်း မတွေ့ရဘူးဝေးနေတဲ့လူဆိုရင်တော့စက်တော်တွေပြန်ရမယ်အနေနီးလာမယ်အိမ်အပြိုလူပြိုဆိုလို့ရှိရင်တော့အိမ်အောင်ကြတတ်တယ်အိမ်အောင်ကြခင်ရှိပါတယ်နော်ကိုယ့်ရဲ့ချစ်သူဟောင်းရီးစားဟောင်းပြန်လာပြီးတော့စက်တွေတာမျိုးတွေဖြစ်ပါလိမ့်မယ်အိမ်အောင်ကြီးဆိုရင်လည်းဒီတိုင်းပါပဲပျော်ရွှင်စရာတွေနဲ့ဖြတ်တန်းရမယ်ကာလဖြစ်ပါတယ်ရဝေးရောက်နေတဲ့ကိုယ့်ရဲ့အိမ်အောင်ဘက်ဆိုရင်လည်းပြန်လဲဆက်တွေလာပါလိမ့်မယ်ကိုနဲ့ အနားမှာပြန်ရောက်လာတာမျိုးတွေအနည်းဆက်ဆုံးနေရတာမျိုးတွေဖြစ်ပါလိမ့်မယ်။အဲကြောင့်စနေသားသမီးများကဒီကာလကတော့ကြံအရန်ကောင်းတဲ့ကာလဖြစ်ပါတယ်။24ရက်အတွင်းမှာလည်းငွေတွေစုလိုက်အပုံလိုက်ဝင်လာပါလိမ့်မယ်။ငွေကြေးကံကလည်းတော်တော်ကောင်းပါတယ်။ငွေအရန်ကောင်းတဲ့ကာလလို့ပြောလို့ရပါတယ်။စပီစီအစ်စ်တွေဝင်လာတတ်ပါတယ်ကာအဟောင်းဆိုရင်တော့ကာအစ်စ်လဲရတာမျိုးတွေပေါ့ အိုးအိမ်နေရာထိုင်ခင်းเนาะကားနဲ့ပတ်သက်တာစက်ပစ္စည်းနဲ့ပတ်သက်တာတွေဒီကာလမှာတော့တော်တော်အရန်ကိုကောင်းနေလို့ပြောလို့ရပါတယ်အမှုပညာသမားတွေဆိုရင်တော့ဆက်တွယ်ကောင်းနေရမယ်အမှုပညာလုပ်ငန်းတွေပူပူပြီးတော့ဆက်တွယ်လာတာမျိုးတွေပူပူပြီးတော့ကိုယ့်ရဲ့နာမည်ကုန်ကလေးနေတိုးတက်လာတာမျိုးတွေဖြစ်မယ်လူအများရဲ့လေးစားချီးမွမ်းခြင်းတွေခံရတတ်တယ်တခုတော့ရှိတယ်မိမိနေနဲ့မိမိရဲ့ခြေထောက် ထိခိုက်ဒဏ်ရာလေးတော့တေးသေးကိုကိုရနိုင်ပါရဲ့ဒုက္ခယူစိုက်ပေးပါဒီကာဏမိမိတို့လုပ်ငန်းတွေစတင်ပြီးတော့အကောင့်ထဲဖော်ရမယ်လုပ်ကိုလုပ်ရမယ်အချိန်လအချိန်ကာလတစ်ခုဖြစ်ပါလေရဲရဲတင်းတင်းလုပ်ပါ အောင်မြင်ပါရဲ့နော်စတူလုပ်ငန်းတွေအောင်မြင်တတ်ပါရဲ့တနင်္ဂနွေသားသမီးဇာတာလေးသားသမီး ဟုတ်တော့ဘူးသားသမီးများနဲ့တော့ဆက်တူလုပ်ငန်းလုပ်တဲ့အခါမှာအထူးကြီးဆက်သေးပါဒီလိုနေသားသမီးမှုနဲ့ပတ်သက်ပြီးစိတ်နေရမယ်စိတ်တော့ကညောင်းဝတ်တတ်ပါရဲ့ရွှေတွေလည်းဝင်လာတယ်ရွှေရတော့နည်းနည်းလေးပြန်ထုတ်ပေးလိုက်ရင်တော့စတိတဘောမျိုးဖြစ်သွားတယ်ရေရရာကြည်သွားတဲ့အမိနဲ့ကို့မှာရှိတဲ့ရွှေတွေကငြဲသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီလက်တလောလေးမှာတော့စနေသားသမီးများက သားသမီးရှိရင်တော့နည်းနည်းလေးစိတ်တော့ကရောက်မယ်နော်အထူးပြုစိုက်ပေးပါကံအကောင်းဆုံးကတော့24ရက်အတွင်းမှာငွေအစုလိုက်အပုံလိုက်ကိုဝင်လာပါလိမ့်မယ်စနေသားသမီးညာငွေကြေးကံကတော့တော်တော်အရန်ကောင်းပါတယ်ထီထိုးပါထီပေါကင်းရှိပါတယ်နော်အဲ့တော့မိမိတို့အနေနဲ့ကကံကောင်းခြင်းနဲ့မိမိရဲ့လုပ်ငန်းကံကံနေအစဉ်ပြေခြင်းနဲ့ ခြေရေးပဲဖြစ်ဖြစ်အိမ်ထောင်ရေးပဲဖြစ်ဖြစ်အဆက်အသွယ်ကောင်းနေရခြင်းနဲ့နိုင်ငံရေးကြကိစ္စတွေအောင်မြင်တယ်။ဒါပေမဲ့လို့အခုပြောတဲ့ရည်ရည်လေးကိုပေးချာလေးပြုလုပ်ပါပို့ပြီးတော့အောင်မြင်ပါလိမ့်မယ်။ဒါလေးကမခက်ပါဘူး။မိမိတို့ရဲ့အိမ်လေးရဲ့တောင်ဘက်ရက်မှာထားပေးရမှာဖြစ်ပါတယ်။ဘယ်နေ့လောက်ရမလဲပုံတမှုနေ့လောက်ပါ။ရွှေအနာကုတ်ဇလုံးတစ်လုံးကိုရအောင်ရှာပါ။ရေခုနှစ်ခွက်ထည့်ပါ။နန်းတာ၅ပါးအမှုတ်ကို ထည့်ပေးရမှာ ဖြစ်ပါရဲ့။နတ်တဖြူကလမတ်အမွေသွေးပြီးသားကိုလည်းနည်းနည်းလေးအဲ့ဒီရေထဲမှာထည့်ပါ။ဖခင်เจ้าကောင်ရဲ့တောင်ပဲ့ရဲ့မှာထားပြီးမယ်မိမိရဲ့ဓာတ်ပုံကိုရွှေနာကုတ်စလုံးမှာနှစ်ခမ်းနီးနာမှာတက်ပြီးတော့မှမျက်စွာဖခင်ရှင်ကိုပူဇော်ထားမှာဖြစ်ပါရဲ့။ဆုတောင်းမှာဆုတောင်းပြပါရဲ့။နော်။အဲ့ဒါက ဘယ်ရက်လောက်ရမလဲဆိုဘုဒ္ဓဘူးနေ့လောက်ပါတောင်ဘက်အရက်ကိုမျက်နာမူပါတောင်ဘက်အရက်မှာထားပါကို့မှာအရေးကြီးတဲ့ကိစ္စတွေရှိရင်ဒီရက်နေရာကိုလှုပ်သွားပါဝါညွန်လေးညွန်နဲ့ဇော်စိန်သုံးညွန်နဲ့ပန်းဟောင်းလေးတစ်လုံးနဲ့ထိုးပေးပါ အောင်မြင်ပါလိမ့်မယ်နောက်တစ်ခုအနေနဲ့ကအချစ်ရေးမှာအပြူလူလူရှင်ညော့သေးကြပေါ့အိမ်အောင်ကြခင်းရှိပါတယ်စစ်စစ်ចောင်းနန်းနာလေးလက်ထက်ထင်းမြန်နာမျိုးတွေဒီကာလမှာအများအပြစ်ဖြစ်တတ်ပါတယ် သူများလင်မယားကြားချစ်သူကြားတော့ဝင်မပါပါနဲ့လူမှုရေးကိစ္စတွေဝင်မပါနဲ့အမှုရင်းကိစ္စတွေအာမခံမလုပ်နဲ့ဒါဆိုရင်စနေသားသမီးလေး၁၂လပိုင်းမှာတော့လက်မထောင်နိုင်တဲ့နာတနာဖြစ်သွားပါလိမ့်မယ်အားလုံးအဆင်ပြေကြပါစေရှင့်